ီပြကြီးပါကူဆန်ရဲ့လမ်းစဉ်တိုင်းအာဆင်နယ်ကိုအသက်သွင်းနေတဲ့အာဒီတာပိုက်စစ်ကတင်းကိုပွဲရနိုင်စေတယ်ခန်စစ်ကတင်းကိုဖလားတွေရစေတယ်ဒီနေ့မီတော့ဆူမင်းကပရီးမီးယားလိရဲ့အကြီးကျယ်ဆုံးနီပြကြီးဆာရဲလက်ပါကူဆန်ရဲ့လက်ဆွဲစကဖြစ်ပါတယ်အခုတော့အာဆင်နယ်တင်းရဲ့နီပြမီခဲအာဒီတာကဒီလမ်းညွန်ချက်ကိုသူ့ရဲ့ view အဖြစ်ပြေဝအောင်ချပြီးကလဲ၂၁နှစ်ကြာဝေးကွာနေတဲ့ပရီးမီးယားလိဖလားအိမ်မက်ကိုအသက်ပြန်သွင်းဖို့ကြိုးစားနေပုံရပါတယ်ဆာရဲလက်ပါကူဆန်ရဲ့မန်ချက်စတာနဲ့တင်းကြီးရဲ့အောင်မြင်မှုတွေဇက်တိုက်ရရှိခဲ့တဲ့နောက်ွယ်ကအဓိကအုံမီကဘေးမယိုင်ခိုင်မာတဲ့ခန်စစ်ဖြစ်ခဲ့တယ်လို့ ။ဒီပြမီကေအာဒီဒါကလည်းအာဆင်နယ်တင်းမှာတောင်းမဖွဲ့ကောင်းလောင်းတောင်းတင်းတဲ့ခန်းစစ်ဒလိုင်းကြီးတစ်ခုကိုတီဆောက်နေပါပြီ။ဒီကန်စစ်ကဘလောက်တောင်ကောင်းနေလဲဆိုရင်တော့အတင်းရဲ့နှစ်138နှစ်ဒမိုင်းကိုတောင်ပြန်ရင်းနေပါပြီ။ပရီးမီယာလိနဲ့ပြိုင်ပွဲဆိုပထမဆုံးဆက်နက်ပွဲမှာ3ဂိုးတည်းသာပေးထက်ရပြီးဒါကကလပ်ဒမိုင်းဆောက်ဒီအဆင့်မှာအနည်းဆုံးပေးကိုးဆန့်ကျင်ဖြစ်လာခဲ့ပါတယ်။မကြသေးမီကအတလက်တီကိုမက်တီတင်းကို၄ဂိုးကိုမရှိနဲ့နိုင်ရခဲ့တဲ့ပွဲကကလင်းရှိအောင်ဒီယာဒီရဲ့ကိုးပွဲမြောက်ဖြစ်ပြီးပြိုင်ပွဲရတဲ့အာဆင်နယ်ကန်စစ်ကိုထိုးပေါက်ဖို့မဖြစ်နိုင်တော့ခက်ခဲနေပါတယ်။လက်ရှိချင်းတွေကိုတုံးသက်ကြည့်မယ်ဆိုရင်တော့အာဆင်နယ်ကိုဟာလန်ရဲ့တွင်းကိုကလွဲလို့ဘူဒူမအိုပန်ပလီကနေဂိုးမသွင်းနိုင်သေးပါဘူး။ ဒီနှုန်းတိုင်းသာဆက်သွားနိုင်မယ်ဆိုရင်တော့ဆက်စီရဲ့တရားဒီ15ကိုပေးရတဲ့ပရီးမီးယားလိဆန်ကန်ကိုတောင်ထိုးဖြတ်နိုင်ပေအလားလာရှိနေပါတယ်ဒီအောင်မြင်မှုကနေစနေပိုင်းပြင်အာဒီတာရိုက်သွင်းပေးလိုက်တဲ့စိတ်ဓာတ်ပုံမှာလည်းအများကြီးမူတည်နေပါတယ်အတင်းရဲ့ဂိုလမဒေးဗစ်ရော်ယာကိုရိုင်းကလူရဲကဘောလုံးကွင်းတဝက်စီးကိုမရောက်ခင်ကြားပြလူယူဂျင်းနေကြတယ်လို့ဖွင့်ရပြောဆိုခဲ့ပါတယ်ဒီစိတ်ဓာတ်ကိုထင်ရှားဆုံးပြသနေတာကတော့နောက်တန်းဘိုဟိုဒူဂါဘရီယယ်တယောက်ကြိုင်ဘက်ရဲ့ဘောလုံးတစ်လုံးကိုပိတ်ဆို့နိုင်လိုက်တာကိုဂိုးသွင်းပြီးတာထက်ပိုပြီးအောင်ပွဲခံပြတာပဲဖြစ်ပါတယ်အာဆင်နယ်ရဲ့ကွင်းလယ်လူမယ်ရီနိုပြောသလိုပါပဲခင်ဗျားကချန်ပီယံဖြစ်ချင်ရင်ခန်းစစ်ကစားရတော့ကိုနှစ်သက်ရပါမယ်ဆိုတဲ့ခံယူချက်က အာဆင်နယ်ကစားသမားတွေရဲ့သွေးလေးကိုရောက်ရှိနေပုံရပါတယ်။မီဗျာအဒီတာရဲ့အဓိကဦးတည်ချက်ကအရင်ကလိုတိုက်စစ်တက်တက်မဟုတ်တော့ပဲ။ကျန်ဘက်ကိုခွင့်ရလုံးဝမပေးရအောင်ပိတ်ဆို့တာကိုအဓိကထားလာတဲ့အကြောင်းအတင်းအောင်မြင်မှုခွင့်လန်းပို့ပြီးမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီကစားအောင်မြင်မှုရဲ့အဓိကအကြောင်းရင်းခံကတော့နောက်တန်းပိုးမှာရှိတဲ့ဂါဘရီယယ်နဲ့ဆာလီဘာတို့ရဲ့ခိုင်မာလာတဲ့တွဲဖက်မှုပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကအတူတူကစားကြတဲ့125ပွဲရှိပြီဖြစ်တဲ့အကြောင်းနားလည်မှုအပြည့်အဝရှိနေပါတယ်။ ပြင်းထန်ပါမလေးဒန်ယာကနေပြင်လည်တက်တက်လာတဲ့ကာလာဖီယိုရီနဲ့ပရီးမီးယားလိရဲ့ကားဆောင်ညာနောက်ခံလူဖြစ်ရက်တိနေတဲ့ဂျူလီယန်တင်ပါရူကခန်းစစ်ကိုပုံပြီးပြေဆုံးစီခဲ့ပါတယ်။ခန်းစစ်ရှိကကွင်းလက်လူဂျိုဗီမန်နီရဲ့ကစားဟန်ကလည်းခန်းစစ်တောက်တဲမှုအတွက်အရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်နေပြီးကမ်မန်တက်စီတီကိုစတင်ဖျက်ထုတ်ပေးနိုင်တာကိုတွေ့ရပါတယ်။ထူးခြားတာကအာဆင်နယ်တင်းရဲ့ဒီခန်းစစ်ပိုင်းအောင်မြင်မှုကသူတို့ရဲ့တိုက်စစ်အတွက်ပေါင်တန်း150ကျော်သုံးပြီးအစီမာရူဂီနဲ့ပီတာချိုကိုရက်တို့ကိုခေါ်ယူခဲ့တဲ့နယူးယောက်ပြည်ပြီးမှထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။တက်စီပိုင်းမှာအာရင်ဖြစ်တင်ခဲ့ပေမဲ့အာဒီတာကတော့ဆာအဲလရဲ့လက်စင်ဖြစ်တဲ့ဖလားရီရတာကခန်းစစ်ပဲဆိုတာကိုခေါင်းထဲမှာခိုင်းမာစွာယုံကြည်နေပုံရပါတယ်။ အခုဆိုတော့အာဆင်နယ်အသင်းက၄ရက်အကောင်းဆုံးခန်းစစ်ပိုင်းကိုပိုင်ဆိုင်သွားပြီးဒါ၂၁နှစ်ကြာဝေးကွာနေတဲ့ပရီးမီယာလီဘလားအိမ်မက်ကိုအမှန်တကယ်အသက်သွင်းပေးနိုင်မဲ့ခိုင်မာဆုံးတော့ချက်ဖြစ်လာနိုင်မလားဆိုတော့ရာဒီကုံမသာဖြစ်တည်ရမှာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမှန်တကယ်ချက်ပြ